လူဆိုတာတခါတည်းနေကြတော့ထင်ကြီးလေးစားယုံသိမှုခံရတဲ့အချိန်ပိုင်းရှိတယ်လို့ကိုယ့်ကိုအဖက်မလောက်ခံရတဲ့အချိန်မျိုးနဲ့ရှိတဲ့တည်းကြပြောနော်ကိုယ့်ကိုယုံသိလေးစားမှုအလေးထားမှုမရှိဘူးအဖက်မလောက်ကြတော့ဘယ်ဟာပဲဖြစ်ဖြစ်လူယုံသိရှင်ယုံသိခံရတဲ့အခါမှလည်းအထင်ကြီးနဲ့လူတကာကအဖက်မလောက်ဘူးဆိုလို့ပဲစိတ်ဝမ်းဝမ်းမနေနဲ့ ဒါတွေဟာအဓိကမဟုတ်ဘူးကိုယ်မှာအဓိကကတော့ကိုခြင်းသီလပြည့်စုံမှုကအဓိကကုသိုလ်ကောင်းမှုရနေဖို့ကအဓိကစိတ်ကောင်းနှလုံးကောင်းထားလို့အသိပညာတွေတက်ဖို့ရအဓိကပညာနဲ့သမွေးဖို့စဉ်ချင်းသုံးသပ်နေဖို့ကအဓိကအဲ့ဒီကြလို့ရှိရင်လူမသိသူမသိကိုယ်မလေးစားဘူးဆိုဘာမှမလုပ်နဲ့ဥပုသ်ဆောင်လိုက်မယ်နော် တရားနာနေမယ်ပညာသင်နေမယ်ကိုယ့်အကိုတတ်အောင်ကုသိုလ်ရအောင်နေလိုက်မယ်အဲ့ဒါအဓိကလူမသိတော့လဲပို့ကောင်းတာပေါ့အာစကားပြောပဲမရှိတော့ပို့ပြီးတော့ကုသိုလ်ရတော့တရားအထုတ်ဖို့အချိန်နေပို့ရလာတယ်ဆိုနေလိုက်အဲ့ဒါလေကောင်းတယ်ပို့ပြီးတော့အခွင့်ရရတယ်အရင်တော့မှငါအဖက်လုံမဲ့လူတွေရှိတယ်အခုဘယ်သူမှအဖက်မလုပ်ဘူးဘယ်သူမှဂိယုဆိုင်ဆရာမလုပ်ဘူးကိုထမင်းကိုစားတရားအထုတ်နေမယ်ဆိုစိတ်ထဲမွေးလာ အဲ့ဒါလို့လောကရာဘယ်လောကရာမျိုးနဲ့ဂျုံဂျုံဘဝကိုနိုင်ယူနိုင်ရမယ်